။လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးအတွက်တော်လိုင်းအင်အားစုတွေဘက်ကမြန်မာနိုင်ငံဆိုင်ရာအာဆီယံထူးကိုယ်စားလှယ်ဖွဲ့နဲ့တွေ့ဆုံချိန်မှာအချက်၃ချက်တင်ပြဆွေးနွေးထားတယ်လို့ AR ရဲ့သတင်းမြစ်တွေကပြောပါရယ်။မလေးရှားမှာအော်တိုဘာ9ရက်ကနေ10ရက်နေ့အထိသုံးရက်တာကျင်းပခဲ့တဲ့ Stakeholder Engagement Meeting on Myanmar SEMS လို့ခေါ်တဲ့မြန်မာပြည်သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အစည်းအဝေးမှာတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီးဒါဟာအာဆီယံထူးကိုယ်စားလှယ်ဖွဲ့နဲ့မြန်မာတော်လှန်ရေးအင်အားစုတွေရဲ့ ၃ချိန်မြောက်တွဲဆောင်ဆွေးနွေးမှုဖြစ်တယ်လို့လည်းဆိုပါရယ်ဒီတွဲဆောင်ခဲ့မှုမှာ အာဆီယံထူးကိုယ်စားလှယ်အဖွဲ့အပြင်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂထူးကိုယ်စားလှယ် Miss Julie Bishop လည်းပါဝင်ဆွေးနွေးခဲ့တယ်လို့အစည်းအဝေးတက်ရောက်ခဲ့သူတွေကတည်ပြပါရယ်လာမယ့်နှုန်းမှာ၁၈ရက်နေ့ကနေ၁၉ရက်နေ့မှာနောက်တစ်ချိန်တွဲဆောင်ဖို့ရှိနေတယ်လို့လည်းသိရပါရယ် Stakeholder တွေနဲ့ Asian နဲ့တွေ့တဲ့ဟာကိုတရားဝင်တစ်ဖြင့်အာကျွန်တော်တို့တွဲဆောင်ဖို့ 에라리 딤자 잡아래 에르페간에 들어가 애들로 저러가 보팅보 대양은 대피 애들로 논에 저러 대지 등이 시시시네 저러로 뛰친 바래 소래다 보 타로 자 나비로 마아 루자첸 사나 탑탑문에 빠세 비로 이 내용 한 고랑아 네 산동 총회 고 말로 난 소래 저 다가로 네 삽챗 루아 루자 사나 탑타지 고 တင်ပြတယ်သူတို့ကလည်းအခုစီဝေးမှပြန်ပြီးတော့လဲလဲဆွေးနွေးမယ်လို့တော့ကျွန်တော်တို့အနေနဲ့ဆောင်လင့်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့တခြားတင်ပြတဲ့ဟာဒီကတော့ Asian 5 point ကဒီအကြံဖက်မှုရစရည်ဒီပါဒီ Asian ရဲ့သဘောတူညီချက်နဲ့နောက်ထိုင်ဖက်ကနဲ့တောင်းဝမကျတဲ့ကိစ္စကြီးအဲ့ဒါဒီကိစ္စတော့တင်ပြတာဒီတော့ရှိတာပေါ့နော်လာမယ့် ဒီ Asian အစည်းအဝေးမှာတော့ပြန်ပြီးတော့ဆွေးနွေးဖို့တော့တင်ပြခဲ့တဲ့ဟာဒီကျွန်တော်သိရသလောက်ပေါ့လေနော်ပလင်းရာစုရဲ့ဘက်ကတော့အမျိုးသားညီညွတ်ရေးဆိုရ UNG နဲ့ဆက်ဆက်အဖွဲ့အစည်းတွေမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ကရင်မျိုးသားစည်းရုံး KNU ၊ချင်းမျိုးသားတပ်ဦး CNF ၊ကရင်မျိုးသားတွတ်တဲ့ပါတီ KMPP တို့အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် EAO အချို့နဲ့ Federal Unit တွေအရက်ဖက်အဖွဲ့အစည်းတွေတယောက်ခဲ့ကြတယ်လို့လည်းသိရပါဗျာ။ ဒီစည်းဝေးကတင်ပြချက်တွေကိုလာမယ့်အောက်တိုဘာ26ရက်ကနေ28ရက်အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမယ်58ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာထည့်သွင်းဆွေးနွေးသွားမယ်လို့လဲအာဆီယံနဲ့နေဆက်သူတွေကတည်ပြပါတယ်ဒီတစ်ခေါက်ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးကိုအာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေအပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အခြားသောကမ္ဘာနိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်ဖို့ရှိနေပြီးမြမအရေးကိုထူလေးပေးဆွေးနွေးမှာဖြစ်တယ်လို့လဲအာဆီယံဘက်ကပြောပါတယ် အာဆီယံကချမှတ်ထားတဲ့ပုံသဘောတူညီချက်၅ရပ်ကိုချိုးဖောက်ပြီးစစ်ရဆွေးမှုကျွလွန်နေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတော့အာနာသိမ့်မိကလေးကမြန်မာနိုင်ငံကိုစားပြုအဖြစ်နဲ့အာဆီယံစည်းဝေးတက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပြီးဒီနှစ်မှလည်းတက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအော်တိုဘာ22ရက်သတင်းစာရှင်းလင်းပွဲမှာတည်ပြခဲ့ပါတယ်။ဒီကျွန်တော်တို့ကတော့ဒီနေ့မြန်မာနိုင်ငံရေးခင်းကျင်းနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတကာကနေမှပုံမှုပြမကျွန်တော်တို့အာကျွန်တော်တို့အခြေအနေတွေကိုနားလည်ပြီးတော့ကျွန်တော်တို့ညွှန်လင်းထားတာပေါ့နော်ကျွန်တော်လည်းအခါအလို့ဆိုတော့ကျွန်တော်လည်းတင်ပြတာတွေလရှိပါတယ်ဆိုတော့ဒီနေ့မင်းအွန်လိုင်းလုပ်နေတဲ့အာဒီဥစ္စာပေါ့မင်းကြီးဆွေမင်းကြီးပေါ်ရန်တို့နောက်ပြီးမှဒီရွေးကောက်ပွဲတို့ဘာလို့ဆိုတာကဒါဆရာနာရှင်ရဲ့ဥစ္စာပေါ့နော်ဒီဘယ်လိုပြောမလဲတရားဝင်ကြီးကိုပဲဥတီထားပြီးမှတကယ် အာမြန်မာနိုင်ငံရေးခင်းကျင်းကိုကျွန်တော်အပြေရှာတဲ့ခင်းကျင်းမဟုတ်ဘူးဆိုတာကိုဒါကအားလုံးကနိုင်ငံတကာသိဖို့ကတော့ကျွန်တော်ကြိုးပမ်းနေတာရှိပါတယ်ပေါ့နော်အာနိုင်ငံရဲ့ဟိုတော့ပေါ့နော်အခြေအနေပေါ်မှာအားလုံးပါဝင်ဆွေးနွေးနိုင်တဲ့ခင်းကျင်းတစ်ခုကိုဖန်တီးပေးတဲ့အတွက်ကျွန်တော်တို့ကတော့ဒီမလေးရှားအာဟိုတော့ပေါ့နော်ဒီဟိုဖွဲ့ကိုလည်းကျွန်တော်တို့ကအများကြီးကျေးဇူးတင်ပါတယ်ဒါနဲ့လည်းကျွန်တော်ဒီထက်ပိုပြီးတော့မြန်မာနိုင်ငံရေးခင်းကျင်းကဒီထက်ပိုပြီးမှလျှင်မြန်တဲ့ ကြီးရောက်တဲ့အခင်းချင်းတွေနော်ဘောနော်ဒီတစ်ခေါက်အာဆီယံထိပ်သီးစည်းဝေးဟာမလေးရှားကအာဆီယံလှည့်ကြဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ယူထားတဲ့နောက်ဆုံးစည်းဝေးဖြစ်ပြီးလာမယ့်2026ခုနှစ်အတွက်တော့ဖိလစ်ပိုင်ကလှည့်ကြဥက္ကဋ္ဌအဖြစ်နဲ့ဆက်လက်တာဝန်ယူမှာလည်းဖြစ်ပါတယ်အာနာတိုင်လိုက်တဲ့2021ခုနှစ်ကနေ2024ခုနှစ်အထိအာဆီယံလှည့်ကြဥက္ကဋ္ဌတွေအဖြစ်နဲ့တာဝန်ယူခဲ့ကြတဲ့ဘရူနိုင်းကမ္ဘောဒီးယားအင်ဒိုနီးရှားလာအိုတို့လက်ထက်မှာ အတိုက်ခံအင်အားစုတွေနဲ့တွေ့ဆုံမှုဟာမရှိသလောက်ရှားခဲ့ပေမဲ့လက်ရှိ2025ခုနှစ်မှာတော့အာဆီယံလက်ကျောက်ကတာဖြစ်လာတဲ့မလေးရှားလက်ထက်မှာမြမကြီးနဲ့ပတ်သက်လို့စစ်ကောင်စီကိုရောတိုက်ခိုက်အင်အားစုတွေကိုပါခေါ်ယူတွေ့ဆုံမှုတွေရှိလာခဲ့တာပါဒီမလေးရှားရဲ့ဥက္ကဋ္ဌတန်တခြားမှာမြမကြီးကိုပို့ပြီးအယောဆိုင်ခဲ့အတွေ့ဇန်နဲ့ဥက္ကဋ္ဌဆရာရှင်သူ့အရင်ဆိုတော့အင်ဒိုနီးရှားကိုနော်ဆိုတော့ဒီမလေးရှားလို့တော့မလေးရှားဒီ အဲ့ဒီဥပစာဖြစ်တဲ့ပတ်တန်မှာတော့မမကြီးနဲ့ပတ်သက်ပြီးသူပတ်တည်ရှိစားပြီး Iron Server Inclusive ဖြစ်အောင်ဇူလာခဲ့ရည်သူ State Work Engagement Meeting ပဲလုပ်တာရှိခဲ့တယ်။ဒါဒါတော့ကျွန်တော်ဒီဟို ASEAN ရဲ့တပ်တန်တစ်ချောင်းမှာဆိုလို့ရှိရင်ပြောမယ်ဆိုရင်မမကြီးနဲ့ပတ်သက်ပြီးတော့တနေ့တည်းမှာအားဆိုင်လုပ်ခဲ့တာမလေးရှားအဲမလေးရှားဥမာလိုတော့ပြောလို့ရတယ်ကွာဆိုတော့ဒါဥစားမယ်ဥပစာကတော့ လပိုင်ဖြစ်တယ်မဖလပိုင်ကတော့ဒူရီဒီဝါကိုရိုင်းကွာတော့ဒီမိုကရေစီနိုင်ငံဖြစ်တဲ့မြန်မာပြည်နဲ့ပတ်သက်လို့ရှိရင်တို့ကိုဗိုဒ်ဆိုင်ဝင်တာအဲဒါမဲ့ကျွန်တော်ထင်တော့ဒီမလေးရှားလောက်တော့ပို့ပြီးတော့ဟိုမြန်မာပြည်နဲ့ပတ်သက်လို့ရှိရင်ဒီဟိုဟိုထက်ထဲဝင်ဝင်တော့တို့နားလေမှုရောဟိုဟိုဟာရောဆက်ဆက်မှုရောနေတယ်ပေါ့ဒီဖိလစ်ပိုင်နေနေတဲ့အာဒီဒီမိုကရေစီနိုင်ငံဆိုင်ရာတိတိကတော့တို့လေဒီမြန်မာပြည်နဲ့ပတ်သက်လို့ရှိရင်တော့ di mou visi mou houde di anase nou ambi analot anbelo tou li mèdou lanme te